မင်းသားညီသူကတော့လက်နဲ့ကင်ခွင့်ရသွားပြီလို့ကြားသိရတယ်မမိကိုကိုတော့အခုအချိန်မှာ NDA တွေအရင်ရှိနေပြီဖြစ်တဲ့ Dress Code စီကနေပြီးတော့မင်းသားညီသူကိုတနက်ကင်ခွင့်ပေးလိုက်ကြတဲ့တရင်တွေထွက်ပေါ်လာနေသလိုအခုချိန်မှာမြင်းမြတ်နဲ့ညီသူကိုပေါ်လေသူတို့ကဒါ တယောက်ကိုစစ်သား၁၀ယောက်စီသူတို့ကိုဆောင်းရှောက်ဖို့အတွက်ဒါအာကင်းဆောင်ချပေးထားကြောင်းလည်းကြားသိရတယ်ပေါ့နော်။ဒီမှာနေသူတို့မြင့်မြတ်တို့ရဲ့ဖြည့်ရှင်ချက်တွေကတနိုင်ကလုံးကိုထိန်းလန့်စေခဲ့တာလည်းဖြစ်ပါတယ်။ဒီကနေ့မှာဆိုရင်နေသူတို့မြင့်မြတ်တို့ကနော် PRP ခံရလို့ပြောရတာလားတော့မသိဘူး။သူတို့ဟာဒီရွေးကောက်ပွဲဇကာကိုရိုက်လိုက်တာကသူရဲ့ PRP ချင်းမှမပါဘဲနဲ့သူတို့ကဒီဟာကိုအမှန်တရားလို့ထင်လို့ရွေးကောက်ပွဲကသာလေမြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အခြေအနေတွေကိုအရေးတစ်ခုကိုတွန်းပို့နိုင်မယ်လို့ယုံကြည်လို့ဆိုပြီးတော့เนาะဒါမြင့်မြတ်တို့နေတို့ကအခုလိုမျိုးတို့ကဒီရွေးကောက်ပွဲမယ်ဆိုရင်အစကားကိုရက်ကူရတာဖြစ်ကြောင်းကြီးညာလာတယ်ပေါ့เนาะဆိုတော့နေတို့ရောမြင့်မြတ်ရောအကုန်လုံးဒါမင်းအောင်လိုင်ကဒီဇက်ကားမှာဇလန်တို့ထဲမှာတေယုတ်ဆောင်ကောင်းလုံးလို့ဒါဗိမ်းပေါင်းတယောက်ကိုထောင်ချီစုချเนาะတယောက်ချင်းစီတိုင်းကိုထောင်ချီစုချမှုတွေလှုပ်ဆောင်ခဲ့ကြောင်းလည်းကြားသိရတယ် ရခိုင်တပ်တော်အေကတော့မိသားညီသူကိုဒါအမျိုးသက်ဆဖောက်ပြေးချင်ညာပြီးတော့ရခိုင်ပြည်နယ်ကိုသူတို့မိသားစုမျိုးစင်မျိုးဆက်အကုန်လုံးရခိုင်လူမျိုးကနေပြီးတော့ထုတ်ပယ်လိုက်မှာဖြစ်ပြီးဒီကိမ်းမြေနေကိုခြေချဝင်ပြူမှာမဟုတ်ဘူးလို့ဆိုထားပေဖြစ်ပါတယ်။ဒါတော်လိုင်းရေးသဘောဝင် PDF နော် UG သဘောဝင်တွေကတော့သူတို့တွေကိုနော်တည်တံထိမပေးရင်တော့ထိုက်တင်းတဲ့ပြစ်မှုတွေဒါကျွန်တော်တို့ပြီးသွားမှာ ဒါစစ်ကောင်စီကနေသူတို့မြင့်မြတ်တို့ကိုနော်ဝေဖန်တဲ့သူတွေကိုတောင်းဒါဘယ်လိုပြောရမလဲအာဖန်နေပေါ့နော်အခုကနေသူတို့မြင့်မြတ်တို့အကုန်လုံးကလေစစ်ကောင်စီကိုတောင်းဆိုထားနေတဲ့သူတို့အိမ်မှာအခုဒါလုံချုံပေါ့လीဒါမင်းသားနေသူမှာဆိုရင်စစ်သား၁၀ယောက်နော်မြင့်မြတ်မှာ၁၀ယောက်အေဂျင့်မောင်မှ၅ယောက်အစရှိဖြစ်နော်အေဂျင့်အေဂျီဆိုတကယ်တော့အခုမြင့်မြတ်နေနေသူကအရောင်းဝအနေရှိနေတာဖြစ်တဲ့အတွက်စစ်ကောင်စီဘက်ကနေလေလုံချုံကြီးစစ်သားတွေဒါသူတို့အိမ်နောက်မှာစောင့်ကြည့်ဖို့တော့တတ်ချထားပြီးဖြစ်ကြောင်းလေးတဲ့